အားလုံးပဲမင်္ဂလာပါရှင်။ကျမဒီနေ့ဖပြမယ့်ဆောင်းလေးကတော့ဆရာတိုးဆောင်ရေးသားထားတဲ့လညိုးထိုး၍ပန်းဝေသည်ဆိုတဲ့ဆောင်းကလေးရဲ့အခန်းဆက်ပဲဖြစ်ပါတယ်ရှင်။ငါချစ်ရင်မိုးကိုလှေကားထောင်ပေးမယ်။ပင်လေကိုတရားခင်းပေးမယ်။ငါမုံရင်တော့ငရဲကိုတော့ပြာကြအောင်မီးရှို့ပြင်မယ်။အဲ့ဒီစကားကဖိုးထောင်မတည်ခင်ပြောတော့တဲ့စကားတွေမဟုတ်လား။ဟုတ်တယ်လေ။ အဲ့ဒါကိုဘာလို့စားထဲမှာကစီသူရေချိုးနေလျက်မှာကောင်းရှုပ်သွားပါသည် ကိုကြီးမောင်ကတော့ရေစက်တွင်ထိုင်ပြီးထုံးစံမပြဲဆေးလိပ်ဖွာနေ၏တောင်ကြားချောင်းလေးတစ်ခုမှာဖြစ်သည်ရွာနှင်းဝေးသော တော်တွင်မှဆန်းချောင်းလေးပါထိုချောင်းလေးကရိုးမာတွင်မှစီစင်းကတနေရာတွင် ပွေးလာကုန်မှလာသောတဲချောင်းလေးနှင့်သွားဆောင်သည် ကိုကြီးမောင်နဲ့တွေ့ပြီးနောက်မှာစီသူရွာကိုမပြန်ပြစ်တော့ထင်ကျော်ကတော့စိတ်ပူနေပေလိမ့်မည်မတတ်နိုင်ပါလူဆိုသည်ကစိတ်ဆောင်ရလိုက်လို့တာတော့တရဝါတမျိုးပင် မဟုတ်ပါလားကိုကြီးမောင်ကတောထဲတွင်တယောက်ထဲနေသူဖြစ်၏ရက်ခိုးရေစင်းချိုးရမှလည်းကိုကြီးမောင်နေထိုင်ရာပတ်ဝန်းကျင်မှာတောင်ကြာချောင်းလေးဖြစ်ပါသည် အခုစားထည့်ပေးတဲ့လူကိုဘယ်သူလို့ခမားထင်လဲကနောင်းလို့ရေးထားတာပဲလေစင်သူတအံတောဖြစ်က ခမားယုံနေပေါ့အဲ့ဒီအတိုင်းတွေ့တာပဲကိုကြီးမောင်ကိုအကဲခန့်ကြည့်မိပြီးဆက်လွယ်ပြောနေပြီမဲ့မျက်နာက လေးနဲ့တော့အသွင်ကိုစောင်းနေသည် ဆဲလိငွေတွေကိုခံပြင်းပြင်းမှုထုတ်ရင်းတစုံတရာကိုအကျိအနယ်စဉ်းစားနေကြောင်းထင်ရှားလာသည် အတော်ကြောင့်ငြိမ်သက်သွားပြီးကမှဘဲသူရင်လို့တော့အတိအကျကြီးပြောလို့မရဘူးကွာဘာကြောင့်လဲဆိုတော့ဥတိုင်ညိုကိုမကျင်တတ်တဲ့လူတွေဒီနယ်တကြောမှာအများကြီးပဲသူတို့တွေးပင်ရွာမှာကိုရှိတယ်အဲ့ဒီတော့စာဘသူပို့လဲဆိုတာပြောဖို့ခက်တယ် ဒါပေမဲ့စာအောင်ဆုံးစကားတွေက ဖိုးထောင်မသေးခင်ပြောထားတဲ့စကားတွေလေကိုကြီးမောင်ကခေါင်းကိုဖြည်းဖြည်းရမ်းပြသည်မင်းကအခုတခါပဲကြားဘူးလိုက်တာကို ဖိုးထောင်ရှိကလူတချို့လဲအဲ့ဒီစကားပြောပြီးတော့သေသွားဘူးတယ်ဗျာဟုတ်တယ်ငါသီးသလောက်ပြောရရင်ငှက်ဖျားနဲ့သေးတဲ့ဖိုးပိန် ဝမ်းပြက်ပြီးတည်တဲ့ထွန်းခိုင်သူတို့လဲဖိုးထောင်ကြောင်ကရန်ပြောတဲ့စကားမျိုးပြောပြီးတည်သွားကြတာထွန်းခိုင်ကိုတော့သူကောင်းကောင်းသိဒါပေမဲ့ထွန်းခိုင်သေးတော့ကိုကြီးမောင်ကျွန်တော်တို့နဲ့ချောက်တွေတောင်ကုန်းမှာအတူရှိနေတာပါတဘောကချောက်တွေတောင်ကုန်းမှာအတူရှိနေလျက်နဲ့ထွန်းခိုင်မသေးခင်ပြောသွားသောစကားကိုဘယ်လိုသိလဲဟူသည်အတိတ်ပဲ။ သူဤစကားထောင်းမှုကို ကိုကြီးမောင်ကသဘောကျတယ်လို့ပြုံး၍ပါလေမင်းကထုံးခိုင်ကြောင်ကရန်អော်တာကိုទេកានីမှထင်လို့လားဒီလိုဆိုတော့လေစီသူပြန်မပြောနိုင်တော့ပါ ထုံးခိုင်တတိလိ၍စေကန်းရောက်မှသာသူပထမဆုံးမြင်ဘူးခြင်းဖြစ်သည်ထုံးရင်နေတွေကဘာរីဖြစ်ခဲ့လဲ ထုံးခိုင်ကြောင်ကရန်ဖြင့်ဘာရီအော်ခဲ့လေသူမသိ73ရောင်လုံးကိုလေးလာနေသူမို့ကိုကြီးမောင်စကားကိုလက်ခံရပါလိမ့်မည်ကိုကြီးမောင်ပြောမှုတဲ့တေဂါနီလူတွေရဲ့နှုတ်ထွက်စကားဆိုတာအဲ့ဒါကိုပြောတာလားဟုတ်တယ်အဲ့ဒီစကားတခုကိုပြောတာအထူးအဆန်းပါပဲ အသက်သေးကနေ၌ထိုစကားသုံးခုကိုဘာကြောင့်တူညီစွာ ပြောရပါသည်လဲအတွေ့များစွာနှင့်စီသူရေချိုးခြင်းမှုကိုအဆုံးတက်လိုက်သည် တောင်ကြရီမို့တကူလုံးစိတ်အေးကနေပြီထိုစင်မှာပဲရေစံမမျောလာတော့အရာတချို့ဟင်ကိုကြီးမောင်ဆက်ခနေခုံထားသည်ပန်းပွေများ လလန်ဆက်ဆန့်ခူချိုးထားသောပုံစံသုံးပွင့်တီးတီးရေစီးမှာနှိမ့်ချီမြင့်ချီပါလာသည်နှစ်ဦးသောရေစံကိုအထိတ်တလန့်နှင့်မျောကြည့်မိလိုက်ကိုကြီးမောင်လက်ကိုဆွဲကခိုတက်လိုက်သည်ကမ်းမားမှာမြင့်သည်ကြောင့်ကိုကြီးမောင်ကအရင်တက်ပြီးသူ့ကိုဆွဲခေါ်ခြင်းဖြစ်ပါသည် သူတို့နှစ်ဦးရဲ့ညာဘချမ်းစီမှာ တသွင်သွင်စီးစင်းနေသောတောင်ကြားချောင်းလေးမကြခင်အချိန်ကထိုချောင်းလေးအထက်ပိုင်းစီမှာပန်းသုံးပွင့်မျောလာသည်ယခု သူတို့နှစ်ဦးထိုပန်းသုံးပွင့်ဤစတင်ရာကို လိုက်လံစုံစမ်းနေခြင်းဖြစ်၏အထက်ပိုင်းစီမှာဘယ်သူရှိနေလဲလူโซလာလူကောင်းလား တို့မဟောသူမနှက်ကမှဖတ်ခဲ့ရတော့စာပါအတိုင်းကနောင်များလားဘလို့ပဲဖြစ်ဖြစ်သူတို့တိထားဖို့လိုပါသည် မဟုတ်ပါကအောက်ဖက်စီတွင်နေထိုင်သော ကိုကြီးမောင်အတွေ့စိုးရင်ရပါ၏ စံချောင်းပေးမှသည်ကတစ်ပင်ခြုံရွယ်များကို အကာအကွယ်ယူရင်းရှောက်လာကြရာကွန်းတရာညက်နီးနီးကြတော့ရှေးကသွားနေသူကိုကြီးမောင်မှရုတ်တရက်ခြေလန်းကိုရက်ပြင်လိုက်သည်ပြီးတော့ရှေးကန်းဆက်ကိုလက်ညှိုးထိုး၍ဟိုမကြည့်စမ်းလှမ်းကြည့်တော့ကန်းချီသေးပြင်ပေါ်တွင်ခြေရာအချို့ကို တွေ့ရ၏ အနီးကန်သွားကြည့်တော့လူခြေရာများပြီဒါပေမဲ့လူအများကြီးရဲ့ခြေရာမဟုတ်တူတဲ့ဤခြေရာထုံးခြေရာက ရေထဲမှာတက်ခါကန်းဆက်ကိုဖြတ်ပြီးတော်တွင်ကိုဝင်သွား၏သူနဲ့ကိုကြီးမောင်တူးကိုတူးကြည့်မိလိုက်သည်စဉ်းစားเสียရမလိုပါစပြီးမှတော့ဆုံးအောင်သွားရပေတော့မည်ခြေရာကိုကောက်ခါ ောတွင်းကိုဥတီလိုက်ခြေရာမှာအပြားကြီးသည့်ကြောင့်ယောက်ျားတို့၏ခြေရာဖြစ်ကြောင်းခွဲခြားသိနိုင်သည်ဘယ်သူခြေရာဆိုသည်ကားတော့ပုံရှိုးွယ်ရှိုးဖြင့်ချင်းရကောက်လိုက်လာခဲ့ကြရာနောက်ထံကွန်းတရာညက်ခံကြပြီးသွားစင်မှာဟာနှစ်ဦးသာမြေတွင်ဝစ်ပြီးချောင်းမြောင်းတော့ဝါးတဲလေးတလုံးတောင်ကပယံကို အမိပြုတ်ပြီး တီဆောက်ထားသည်တော်တန်ယုံသတိမထားမိနိုင်သောနေရာမုတ်ဆိုးများတင်ဝါခုံသမားများပင်ရိမ့်မိဖို့မလွဲဒါပေမဲ့ထိုဝါးထဲလေးတွင်လူတဦးတယောက်မှမရှိနေပါနောက်ထပ်ထူးခြားတာတစ်ခုကတဲရှိတွင်တင်ငန်းတထဲလှန်ထားလေသည်တောက်တောက်ဘယ်သူလဲငါစီတူဟာဟဲ့ကောင်ခဏလေး အတွင်းမစီမအပြေးလျှောက်လာသောခြေတံကို ကြားရသည်၆ခနဲမင်းလုံးကြတံထွက်လာပြီးနောက်တကားတစ်ချံပွင့်လာ၏စီသူ အထဲကိုအမြန်ဝင်လိုက်သည်အိမ်တွင်ရောက်ရောက်ချင်းပင်ထင်ကြော်ကဘယ်လိုလုပ်ပြီးနောက်ဘေးကရောက်လာတာလဲရွာထဲမှာအခြေအနေဘာတွေထူးနေတယ်လဲမသိတာနဲ့နောက်ဘေးဘောက်ကပဲဝင်လာတာဘယ်လိုလဲရွာမှာဘာတွေထူးကြသေးလဲ ထင်ကျော်ကမီးရင်ကို မီးစာတင်သည်ဘက်ထရီမီးကြောင့်ထုံးမှန်ထားတရွာလုံးထိတ်လန့်နေကြတာက လွယ်ပြီးဘာမှတော့တိတ်ထူးထူးခြားခြားမရှိပါဘူးဒါပေမဲ့မင်းကိုတော့ဘယ်ပြောက်သွားလဲဆိုပြီးမင်းနေကြတယ်တကြီးတောင်လမ်းချောင်ရင်ဆုံလို့မင်းကိုမင်းနေသေးတယ်ကွာဟုတ်လားမင်းဘလို့ပြောလိုက်လဲကြောင်ကြီးကတောတဲ့အဖွဲလာလို့လိုက်သွားတယ်လို့ပြောထားတယ် အေးကောင်းတယ်မင်းတို့ရောဘာတွေထူးခြားသေးလဲထင်ကြအမေကိုတော့စီသူတဖွဲ့တနွယ်ရှင်းပြမှရပြီတော့မီကနောင်တို့ဇလန်းကိုတော့ကိုကြီးမောင်စီမှတီးရသလားထင်ကြကိုပြောပြထား၏ဒါကြောင့်လေနောက်ဆက်တွဲတည်များကို ထင်ကြောစိတ်ဝင်စားနေခြင်းဖြစ်ပါသည် ပြောရရင်တော့တော်တော်များတယ်ကွာဖိုးထောင်မတည်ခင်ညကပဲစရရလိမ့်မယ် ထိုနောက်တော့သူတို့နှစ်ဦးမှိုင်းညိုအုပ်ဖို့ကိုတွားရောက်စုံစမ်းပုံနောင်နေမနေ၌သူ့ဘာယာစာနှင့်စကားပြောဆိုပြပုံချောင်းတွေတောင်ကုန်းအားတွားဆောင်ကြည့်ပုံမနေရောက်တော့မြင်းတကောင်နှင့်လူတယောက်ရောက်လာပုံထိုလူစာအိတ်ထဲမှာထိုစာကိုရပြီးနောက်တော်ရွေးနိုင်ရေချိုးနေစဉ်တိုက်တိုက်ဆိုင်ဆိုင်ပန်းသုံးမွေမျောလာခြင်းရေစံတို့ဆန်တက်ကြည်ရာ တွေးရခဲ့သောဝါဒဲလီတလုံးစတာတွေကိုစီကာပကုံးပြောပြ၍အဆုံးတတ်တော်ဒါဆိုဝါဒဲကဘသူမှမရှိဘူးပေါ့မရှိဘူးစဉ်းစားစရာတော့ကောင်းသားกว่าနော်ချင်းရလက်လက်ဆက်ဆက်နောက်ကိုလိုက်သွားပြီးနေတဲ့နေရာရောက်မှလူကိုမတွေ့ရဘူးဆိုတော့အေးကွာငါတို့လည်းအဲ့ဒါကိုပဲအခဲမကြီးဖြစ်နေတာဒါမှမဟုတ် နောက်ကမင်းတို့လိုက်လာတယ်ဆိုတာသိလို့များတမင်ရှောင်ထွက်သွားတာလားငါတို့လည်းအဲ့လိုထင်တာပဲတင်ငန်းလန်းထားတာတွေ့တယ်ဆိုတော့ဖုန်ကြီးများဖြစ်နေမလားအဲ့လိုတော့ဟုတ်မယ်မထင်ဘူးဘာဖြစ်လို့လဲဆိုတော့တင်ငန်းသာလန်းထားတာဝါးတဲကလူနေဝါးတဲအစ်စ်ပဲចောင်းတင်ငန်းနဲ့တူတာဘာမှမတွေ့ဘူးငါတို့တေချာကြည်လာခဲ့တာထင်ကြငြိမ်သွားပါ ਈ ပြီးတော့ သူ့ထင်မြင်မှုကိုပြောပြသည်မင်းထင်သလိုကနောင်များဖြစ်နေမလားမသိဘူးမသိပါဘူးကွာနောက်တစ်ခေါက်တော့ထပ်သွားကြည့်ရမှာပဲထိုစင်မှာပဲသူတို့အိမ်လေးဤတောင်ဘဲရက်စီမှာခွေးဦးတန်းများကိုကြားရသည်တကောင်ဤစတင်မှုကကြားရအယံမှခွေးအလုံးကိုတန်းလန်းလိုက်သလိုဖြစ်သွားစေပါသည် စီသူနဲ့ထင်ကြောတယောက်ကိုတယောက်ကြည့်ကတရွာလုံးထိတ်လန့်နေပါတယ်ဆိုမှပိုဆိုးကုန်တော့မယ်ကြောက်ရင်ပိုချောက်တတ်တာလောကဓမ္မတာပဲကွအမှန်ကသူတို့နဲ့တပြားသားမှဆိုင်တာမဟုတ်ဘူး73ရောက်နေပဲပတ်သက်တာအဲ့ဒါကိုဟိုကမကြောက်ရပဲမဆိုင်တဲ့လူတွေကဝင်းကြောက်နေရတယ်ဒီစကားကိုတော့ထင်ကြော်ကဝင်းကြီးမဟုတ်ဘူး ရွာသားတွေခက်ကိုအခုသူတို့ပိုကြောက်နေကြပြီ။ဘာဖြစ်လို့လဲဆိုတော့ကြံတဲ့6ယောက်တည်းကဖိုးမောင်ဆိုတဲ့လူရဲ့အခြေအနေကိုငါကောင်းကောင်းသိထားလို့ပဲ။ဖိုးမောင်ရင်းနှီးထားသောနာမည်မို့စီသူနှုတ်မှလှုပ်ခနဲထွက်သွားသည်။ဟုတ်တယ်။ငါစီစေကန်းလာပြတာနှစ်ရက်ရှိနေပြီ။ဘာဘာဖြစ်လို့လဲ။အလင်းစလိုထွက်သွားသောစီသူအမေကို နမ်းမီတက်လို့မရတဲ့ရောဂါဆိုပါတော့ကွာစားမဝင်အိတ်မပြောဖြစ်ပြီးတော့အလူလူကြောက်နေတဲ့ရောဂါဒီနေ့မနဲ့ပုတ်ဆိုးတယ်စကားတောင်မေးလို့မရဘူးငုံငုံငိုင်ငိုင်နဲ့ထူးခြားတာကနှစ်ရက်အတွင်းကိုယ်လေးချိန်တိတိတသာကြဆင်းသွားတယ်ငါစမ်းသပ်ကြည့်တာတော့ဘာယောဂါမှမတွေ့ဘူးဒါပေမဲ့သူ့ကြည့်ရတာယောဂါကြီးကြီးမားမားတစ်ခုကိုစိတ်မိတ်ခံစားနေရတယ်လို့ပဲ။ စီသူတကယ်ပင်အံ့ဩသွားမိပါသည်တိုက်တိုက်ဆိုင်ဆိုင် သူ့အကိုဖိုးထောင်သေးတာပင်မကြသည်ရက်ခိုးညီဖြစ်သူကပါမင်းစီကိုတယောက်တည်းလာတာလားမဟုတ်ဘူးအဖော်တယောက်ပါတယ်နည်းနည်းလေးထူးဆန်းနေကွစေးကန်းလာပြတဲ့လူနာက ဖိုးမောင်တယောက်တည်းပင်မဲ့ပြန်တော့၃ယောက်စာစေးဝယ်သွားတယ်ဘလို့ကြောင့်ရတော့မသိဘူး စဉ်းစားရပြန်ပါပြီ။ဇင်းကြံတွင်လမ်းဆောင်နေရာမှာအပေါ်ထက်မှအတန်ချိုချားရ၍နားဆွင်လိုက်သည်။အကိုကြီးအခန်းစီမှ ထွက်လာခြင်းမှာပထမလူးလုံလှူရှားတန်တွေကိုကြားရ၏။တအောင်ကြတော့အခန်းတကားဖွင့်တန်းထွက်လာသည်။ပြီးတော့အပေါ်တဲ့အေကန်းစီမှလမ်းလျှောက်တန်း အကိုကြီးလဲသူ့လို အိတ်မရဘူးထင်ပါသည်တအိမ်လုံးကညတကောင်တွင် တိတ်ဆိတ်လျက်ရှိနေသည်ခြံထဲကအလုံသမားတွေကိုစီကိုစီအိတ်ဆက်နေကြပြီသူတို့သာမိုင်းညူအပေါ်ဓာတ်ကိုတက်သွားလိုက်သည်လှေကားဆုံးတော့ထင်ထားသလိုပါပဲအကိုကြီးတိုက်ညိုမှာကျင်းကလထိုင်ကြီးတလုံးပေါ်တွင် မျက်စီမျက်နှာပြက်ပြက်ဖြင့်ငူငူကြီးထိုင်နေသည် ရှေ့စပွဲပေါ်မှာကအရင်တလုံးနှင်းဖန်ခွက်တစ်ခွက်ဖန်ခွက်အတွင်းမှာအရင်တဝက်သားသားလောက်လောင်းထည့်ထားသည်အကိုကြီးအိတ်မပြောဘူးလားသူ့ကိုမြင်တော့ဦးတိုင်ညိုခေါင်းကိုလေးပင်စွာရမ်းကရှေ့မှအရက်ခွက်ကိုတကြိုက်ထဲမော်ချပြလိုက်၏အိမ်မဆိုးတွေမှတ်ပြီးတော့လန့်နိုးလာတာ အကိုဖြစ်သူဤစကားကြောင့်မိုင်းညိုထိတ်လန့်သွားပြီးဘာရီမက်လို့လဲဒီလိုပါပဲခပ်ပေါ်ပေါ်အဖြေပေး၍အရက်ကိုနောက်တစ်ခွက်ထပ်တောက်သည်ပြီးတော့ကလထိုင်းကိုကြောမီကရှေစပွဲပေါ်ခြေတော့တင်၍မင်းငါရောကျွန်တော်လဲအိတ်မရလို့လမ်းထရှောင်ရင်းနဲ့အပေါ်မှာအကိုကြီးတန်ကြတာနဲ့တက်လာတာအောင်တိုးတောက်တဲ့စီမတောက်ဘူးလား တောက်တာပဲဒါပေမဲ့ဘလို့မှအိတ်ချင်စိမ့်မဖြစ်ဘူးအိတ်လဲပျော်မှာမဟုတ်ပါဘူးဗျာအိတ်မရတဲ့ညတွေများလို့အိတ်ရမှာတောင်တောက်နေပြီအကိုကြီးရောစိတ်မတောက်ဘူးလားတောက်တယ်တမေးပါပဲကွာအိမ်မက်မက်ပြီးလန့်နိုးလာတာနဲ့ဘယ်လို့မှဆက်အိတ်လို့မရတော့ဘူးညီအကိုနှစ်ဦးစလုံးမှာတဦးကိုတဦးကြည့်ပြီးစကားတို့ရက်သွားသည်ဦးတိုင်ညိုကတပ်ပြင်းတစ်ခုကိုချကား အေးကွာငါတို့မာမာဘာလို့လာဖြစ်ရတယ်မသိဘူးမှိုင်းယူတုံမပြန်ပြင်းလောကဟူဒီကရယူလို့လျင်ပေးဆက်ရတာဓမ္မတာပဲမဟုတ်ပါလားသူတို့ကမပေးဆက်ဖဲရယူခဲ့သည်ယခုတော့ပေးဆက်ဖို့အလဲရောက်လို့လာခဲ့ပါပြီခေါင်းငိုင်းဆိုင်ကြနေသောညီဖြစ်သူကိုလှမ်းကြည့်ကတောက်မှာမဟုတ်လား ခွတ်သွားอยู่လေမှိုင်းอยู่ထိုင်ရာမှထားလိုက်သည်ပြီးတော့နန်းရန်ကမှန်ပြီးတို့တွင်မှဖန်ခွတ်တလုံးကိုထုတ်ခါဇပွဲတွင်ဝင်ထိုင်၏ဦးတိုင်ညိုကဖန်ခွတ်အတွင်းသို့အရဲလောင်းထည့်ပေးပါသည်အချိန်ဆိုင်မနေတော့ပဲမှိုင်းညိုမော့ချပြလိုက်သည်လေချောင်းတရှောင်းပူလောင်ပြင်းချသောအရေတွေစီစဉ်သွားသည်ပြီးတော့နောက်တစ်ခွဲ့ နှစ်ခွန်းဆင်းတောက်ပြီးချိန်မှာခန္ဓာကိုယ်ကရှိန်တိမ်တိမ်ဖြစ်လာသည်စောက်တီးရမရနေသောစိတ်တွေလည်းအနေငယ်တည်ငြိမ်လာသည်ထင်မိ၏တကယ်တော့တည်ငြိမ်လာခြင်းမဟုတ်ကိုယ်ကိုယ်ကိုလှည့်စားပြစ်လိုက်တာပါအရဲတောက်တော့သွေးဆူလာသည်သွေးဆူတော့တုံ့ပြန်ရဲလာ၏ဒါပဲဖြစ်သည် တင်းငိမ့်စွာတုံ့ပြန်တတ်အောင်မှသူတို့တင် जा ထားခြင်းမရှိကြတာလေငါတို့ဘယ်နှစ်ယောက်ကြံလဲ6ယောက်ဘယ်သူတွေလဲအကိုကြီးရဲ့ကျွန်တော်ရဲ့ဝေလာအောင်တိုးစောဖြူနဲ့ဖိုးမောင်ပါဦးတိုင်ညိုငိမ့်တက်သွားပါသည် ရှေးမအရက်ကိုနောက်ထပ်တစ်ခွက်ထပ်ငယ်တောက်သည်ပြီးတော့ ဒီ6ယောက်ထဲမှာအခုအလှဲကဘယ်သူအလှဲလို့မင်းထင်လဲဗျာမိုင်းညူကြောင်သွားပြီမဲအကိုဖြစ်သူကတော့နောက်တစ်ကြိမ်ထပ်မမီးပါထို့ကြောင့်သူထင်းနေတာကိုပြောလိုက်သည်ဖိုးမောင်ဦးတိုင်ညူပခုံးတုံကဘယ်သူပဲဖြစ်ဖြစ်ပေါ့ကွာအဓိကကငါတို့မဟုတ်ဘူးအရေးကြီးတာပဲမဟုတ်ဘူးလား သူ့ကိုတစ်ချက်လှမ်းကြည့်ကဥတိုင်ညိုကစကားဆက်သည်တကယ်တော့ဒီ theory ကရှင်းရှင်းလေးกว่าမြေသုံးနေရာဖြစ်တဲ့အတွက်ဘလို့ပဲဖြစ်ဖြစ်6ယောက်မှာနောက်ဆုံးကြံတဲ့3ယောက်လွတ်မယ်အဲ့ဒီ3ယောက်ဒီငါတို့ပဲဖြစ်ရမယ်ဒါပဲဒါပေမဲ့ကျွန်တော်တို့73ယောက်လုံးအတူတူလုတ်ခဲ့တာလीမှန်နေ73ယောက်လုံးလုတ်ခဲ့ပေမဲ့ တင်းញိုင်းကလက်ခံတာဒီအခုဆိုရင်၃ယောက်ထဲအဲ့ဒီ၃ယောက်ပြီးသွားရင်ကြံတဲ့လူတွေကအလိုလိုလွတ်သွားလိမ့်မယ်အဲ့ဒီတော့နောက်ဆုံးကြံတဲ့လူတွေဖြစ်အောင်လုပ်ရမယ်ဘယ်လိုလုပ်မှာလဲငါ့ကိုထပ်မေးပြန်ပြီကဘာမီးလောင်တားကောင်ချနေဆိုတဲ့စကားကိုမင်းမကြားဘူးဘူးလားကဘာမီးလောင်မှာတော့ဘယ်လိုတားကောင်မျိုးကိုပဲ ဖြစ်နေဖြစ်နေချနေရမှာပဲလူမြောက်မှုတိုင်းမှာ ထိုက်တဲ့စရေမှုဆိုတာရှိတယ်ကွာငါကြီးရ။မှိုင်းညိုငိန်သွားခဲ့ကြပြီ။အကိုဖြစ်သူဤဆိုလိုရင်းကိုလည်းတဘောပေါက်သွားခဲ့ကြပြီ။မတတ်နိုင်တော့လူဟူဒီကကိုကိုကို အချစ်တဆုံးတရဝါတမျိုးပင်မဟုတ်ပါလား။ကိုနှင့်ရှင်လာလျင်ဒါပေမဲ့တခုတော့ရှိတယ်။ဖိုးမောင်ကိုတော့ငါတို့စရင်နဲ့ထဲ့စရာမလိုဘူး။ဘာဖြစ်လို့လဲဆိုတော့ ဒီကောင်ကသူ့ကိစ္စနဲ့သူသွားမယ်လို့ဒါကိုလည်းနားလေပါသည်ကျန်သော6ယောက်မှာဖိုးမောင်သည်အခြေအနေမကောင်းသူ့အကိုဖိုးထောင်သေးပြီးနောင်လေးကစားပြီးငူငူငိုင်ငိုင်ဖြစ်ခါအိတ်မပြောစားမဝင်တော့တယောက်တည်းလဲစကားတွေပြောနေတတ်သည်ထိုကဲသို့ယောဂဝင်ခြင်းသည်ဖိုးမောင်တယောက်တည်းပဲလားမဟုတ် ဖိုးမောင်အတွင်ဆရာဝန်ပေးလိုက်သောဆေးကိုမျှောင်နေသူအချို့လဲရှိပါသည် သူတို့ကတိုင်းညိုနှင့်မိုင်းညိုတို့လို စိတ်တွေရောက်ရခက်ကအိတ်မပြောသူတို့လဲရှိနေပါ၏သူကတော့ခြံနှောင်းတစ်ပင်ကြီးတစ်ပင်အောက်တွင်တယောက်တည်းထိုင်ကအရက်ဖြူကို ပလင်းလိုက်မော်နေသည်တစ်ချိန်ကတော့သူသည်ခက်ထန်မာကြောလုံးသူတယောက်ဖြစ်၏ တခင်နှပါဤလက်ဆွဲတော်ကျုံယုံကောင်းတူတခင်လည်းညိုညွန်ရာဓာဆိုင်ပြခဲ့သူဝေလာတခင်နှပါမှလွဲလျင်တရွာလုံးသူ့ကိုဖိမ့်မိန်တုံအောင်ကြောက်ရသည်ရက်ခိုးတော်ဒီလိုနှင်းဖိုးထောင်သေးတာ6ရက်မြောက်လာခဲ့သည်အစင်လာရရက်မလဲခင်တယောက်တည်ရပါမည် မနှက်ဖန်သည်ဘယ်သူအလှလဲဒီနေ့လဲဘာမှမထူးကြပါလားကိုကြီးမောင်စီတုစကားကိုကိုကြီးမောင်ကမှင်သေးသေးဖြစ်တာတုံပြန်သည် သူတို့နှစ်ဦးချောင်းထပ်ပိုင်းစီမှာဝါးရဲလေးကို လာရောက်လိလာတာလေးရံတီတီရှိခဲ့ပြီယနေ့အထိ ထိုးဝါးရဲလေးတွင် လူရိတ်လူရောင်မမြင်ရသည် လူမနေတော့သည်ဝါရေဟောင်းတလုံးများလားထိုကဲ့သို့လည်းပြောရန်ခက်သည်အကြောင်းကဝါရေလေးတွင်မှလူအသုံးဆောင်ပစ္စည်းအချို့ရှိနေသည်ဒါပေမဲ့ထိုပစ္စည်းများမှာရက်တွေသာ တရက်ပြီးတရက်ကူးလာသည် ရွှေလျားမှုမရှိ နေရာမပြောင်း ပုံစံမပြောင်းတဲရှိတွင်လန်ထားသော သင်္ကန်းမှလည်းလေးတွင် တက်ဖြန့်ဖြန့် နေဘက်တွင် လူမနေပဲညဘက်မှာပြန်လာကြလားဟုသောစိတ်ကူးဖြင့်နှညတိုင်တိုင်လာဆောင်ကြည့်မိသေးသည်ထိုနှညလုံးတွင်လည်းဝါးထဲသို့ရောက်လာသောလူရိတ်လူရောင်မတွေ့ရပါကြာတော့စီသူစိတ်မရှိခြင်းတော့ကိုကြီးမောင်ကတော့ဘာကြောင့်မှမသိထက်တန်ကနေသည် ရခုလေဝါးတဲ့ဤအနောက်ဖက်တောင်ကပယ်ရန်ထက်စီမှာဝယုံတော်တစ်ခုတွင်ထိုင်ကမမိတ်မတော်ကြည်ရှုနေသည် စီသူကတော့အတတ်မဲ့နေသည်ထိုဝါးတဲ့ကိုနေ့စဉ်ရက်ဆက်ကြည်မနေခြင်းတော့ထိုကြောင့်နောက်သူလန်ကမြေကြီးပေါ်လှဲချနေလိုက်သည်မျက်လုံးမိတ်တော့ခေါင်းတွင်းမှာစဉ်းစားစရာတွေပေါ်လာသည် ယနေ့သည်ဖိုးထောင်သေးပြီး၍9ရက်မြောက်တော်နေအစဉ်လာအရာလောကကြီးထဲမှတရားထွက်ခွာပေးရမည်ယခုသည်ဘယ်သူအလဲလဲထင်းကြောင်ဤပြောပြချက်အရာ ဖိုးမောင်အခြေအနေတော်တော်ဆိုးနေသည်ဆို၏ဖိုးမောင်အလဲလားဒါမှမဟုတ်ဖိုးမောင်လာပြတိုင်းစေးသုံးယောက်စာဝဲသွားသည်ဟုလဲဆိုထားသည် ဖုံးမောင်ကဲ့သို့ပင်ယောဂါခံစားနေရသူများရှိနိုင်ပါသည် သူတို့များလားနောက်ပြီးအောင်တိုးအိတ်ကတ်တွင်ထဲ့ပေးလိုက်သောစာထိုစာကိုဘယ်သူရေးတာလဲအောင်တိုးအားတတိလေးလောက်အောင်ထိုးကြည့်ရိုက်နေသူများကရောဘယ်သူတွေလဲမေဟိုးမောင်များစွာထိုစင်မှာပင်ជី ငှက်တကောင်ဤစူရဲသောတွန်ကျူးတံအောက်မှငှက်တအုပ်ထပြန်သွားသည်မျက်လုံးဖွင့်ကြည့်တော့အောက်ဖက်တောင်စိုးမှမဲမဲသဏ္ဍာန်များကိုမြင်ရ၏ဆက်ခနေထထိုင်တော့ကိုကြီးမောင်ကမျက်ရည်ပြသည်သူတို့ရှိတော်တော်ဝေးဝေးတွင်ငှက်တအုပ်ရောက်ရဲခန့်နေပါ၏ ဒါသည်တောကောင်တကောင်သို့မဟုတ်လူတယောက်ရောက်လာမှုကြောင့်တကိုင်းထဲနားနေသောငှက်တွေ ထပြန်ကုန်ကြတာပါ အကြောင်းမဲ့တော်မဟုတ် ခံမှန်းကြည့်ရသလားစမ်းချောင်းဘက်စီမှဖြစ်လာသည် သူတို့နှစ်ဦးသာငြိမ်သက်သွားကြလေသည်တောကောင်ဆိုလျင်ကိစ္စမရှိ လူဆိုလျင်တော့လေးရတီတီအပင်မှန်းခံထားမှုတွေအစုံတတ်တော်မီ ကိုကြီးမောင်ကအသက်ပင်မရှူတော့တရားဝါးတဲ့ရှိစီကို မမိတ်မတော့စိုက်ကြည့်နေသည် ထိုစင်မှာပဲရိတ်ခနဲတရံတခု မြင်းဝင်းမှာပေါ်လာပြီးချက်ချင်းပဲပြန်ပြောက်သွားသည် ကိုကြီးမောင်ဖင်ချထိုင်နေရမှာငုတ်တုတ်ပြောင်းထိုင်သည် လူတရားသေးချသည် လုံးဝလွဲမှားစရာမရှိဘဲသူလည်း ဝါးတဲစီတို့ဥတီလာနေသူသည်မြည်သူဖြစ်မလဲတစ်ပေများနေ क्वे သွားသည်မို့တေးသေးချာချာမမြင်လိုက်ရစီသူ ရင်ခုန်လာပေပြီကိုကြီးမောင်ကိုလှမ်းကြည့်တော့စီမိုးထားသော မြင်ဝင်းတစ်ခုမှလွဲ၍ဘာမှတိပုံမပေါ်တော့ပါ ထိုခဏလေးမှာပဲတစ်ပေများအောင် क्वे ပြောက်သွားသူသည်တဲရွှေတွင်ဘွားကနေပေါ်လာ၏ဟာ စောဖြူကိုကြီးမောင်ဖင်ထိုင်ကြသွားတော်သည် ထိုနေ့ညတကောင်တွင်ခြောက်တွေ့တောင်ကုန်း၌မီးထတောက်သွားသည်ကိုတော့မြည်သူမှမသိလိုက်ခွ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 မြင်းခွာတံများစီးကြံညီညီတစ်ချက်ချင်းထွက်ပေါ်လာသည်တင်ញိုင်းမှာငှံမဲတကောင်ခေါင်းငုံအစာစားနေရမှာခေါင်းထောင်ကြည့် မြင်းစည်းလာတော့လူနှစ်ယောက်ကိုမြင်တော့ထပြန်သွားကြသည် မြင်းပေါ်မှလူနှစ်ဦးကတော့ဘာကိုမှဂယုမဆိုင်သည့်အလားတီငိန်စွာမောင်းဝင်လာပါသည်ဇယံရှိကိုရောက်တော့နှစ်ဦးလုံးမြင်းပေါ်ကဆင်းလိုက်သည်တဦးကမြင်းတော်မီးတွင်ကန့်လက်ပြန်တင်ထားသောပိတ်ဖြူပန်အလောင်းကိုထမ်းကဇယံတွင် ရှောက်ဝင်လာ၏ အတွင်းကိုရောက်တော့ဇယံအကျန်းကင်းပေါ်အလောင်းကိုချပြီးအကိုကြီးရေကျွန်တော်တို့တော့ကိုယ်တိုင်ကျင်းတူးပြီးတော့မြုပ်ရမယ်ထင်တယ်ပထန်ကြီးကိုမတွေ့ဘူးရှိပါဗျာထိုးစမ်းလုံးလို့ကြည်နေတာအတန်နဲ့အတူဇယံခေါင်မိုးစုံပေါ်မှာခုံဆင်းလာသူတရားပထန်ကြီးမှန်တပဒီနေ့မနေ့တော့မိုးရွာမယ်ထင်တယ်ဗျို့ တိုက်ညိုမိုင်းညိုညီအကိုနှစ်ယောက်ကျုပ်တင်ញိုင်းကို လာဘူးတယ်ဆိုပြီးကျုပ်တော်တက်တလုံးဂုံယူနေရတော့မှာပဲရီးထဲတဲ့ပြောလိုက်ပေမဲ့ဇက်ဆန်ကျဲညီအကိုနှစ်ဦးမှာဘာမှမတုံ့ပြန်ခြင်းဦးတိုင်ညိုကိုယ်တိုင်လာချတဲ့အလောင်းဆိုတော့နည်းနည်းရရတော့ဟုတ်မှန်မထင်ဘူးမှန်စမ်းဘယ်သူလဲကြည့်ရအောင်ဖုံးအုပ်ထားသောပိတ်ဖြူကိုလလန်းတော့မိုင်းညိုက ဖြတ်ခနဲလှမ်းဆွဲသည် ဒါပေမဲ့ကြည်ပါစေဥတိုင်ညိုနှုတ်ထွက်စကားကြောင့်ညီဖြစ်သူကဖန်းဆွဲထားသောလက်ကိုရုပ်သည် ပထန်ကြီးမှာအလောင်းဤမျက်နှာစီမှာအုပ်ထားသောပိတ်ဖြူကိုလှန်ကြည့်လိုက်ရာဝဲအလိုအောင်တိုးပါလားမျက်နှာတစ်ခုလုံးလဲပြာနှမ်းလို့ဘလို့ဖြစ်တာလဲပိုးထီတာဟင်ဟုတ်တယ် ညကအောင်တိုးပိုးထီသွားလို့ဒီနေ့မနဲ့တင်းညိုင်းလာဖို့ပေးတာပထန်ကြီးကမသိမသာနှုတ်ခမ်းကိုမဲသည်ကဲပထန်ကြီးမင်းလုံမင်းလုံပြီးတော့ရော့ဒီမှာမင်းအတွက်မိုင်းညိုကအင်းကြီးအတွင်းဘက်ထဲမှာငွေစားချို့ကိုထုတ်ကပထန်ကြီးစီပြစ်ပေးသည်ငွေတော့မှဘုံကနေအုတ်ကြမ်းကင်းပေါ်ကြာသွား၏ ပထန်ကြီးကငွေတော့ကိုတစ်ချက်မျှပင်လှဲ့မကြီးပဲ အလောင်းဤခေါင်းရင်းဘက်မှဝင်ထိုင်သည်ပြီးတော့ခါးကြားမှအရက်ပလင်းကိုထုတ်ကာတငုံငုံ၍ဟုတ်ပြီလေကြုတ်ကျင်းထူးပြီးတော့မြှုပ်လိုက်ပါမယ်စိတ်မပါသလိုပြော၍ဇရက်တိုင်ကိုမှီကာအရက်တောင်းနေလိုက်သည်တိုင်ညိုတို့နှစ်ဦးမှာတော့ပထန်ကြီးကိုကြည့်ပြီးလက်ရားနေပေလိမ့်မည် ပထန်ကြီးကလည်းသူတို့ညီအကိုနှစ်ဦးကို အဖမ်းမြပဲမလုပ်ပါတေမထူးနေမထူးဆိုပေမဲ့အရင်လိုထိန်နိုင်ကြွေမရပါလာရောက်တော့ဆင်အပ်ပြီးသူအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်နောက်ခန်းဆက်ကလေးတွေမှာပြန်လည်送တွေ့ကြမယ်နော်အားလုံးဘေးကင်းကျန်းမာကြပါစေ။